အင်းတော်မြို့ကိုရှစ်လအကြာထိုးစစ်စင်တိုက်ခတ်ပြီးမှတိမ်ပတ်ရရှိဧပြီလ10ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှကြိုးစားပါရယ်ဗျာဒီနေ့ကတော့အင်းတော်မြို့ကိုရှစ်လကြာပိတ်ဆို့တိုက်ခတ်ပြီးတိမ်ပိုက်နိုင်ပြီဖြစ်ကြောင်းမြို့သားညီညီအစိုးရအဖွဲ့ NUG ကလောကတော့မိနစ်ပိုင်းအတွင်းကပဲပြည့်ပြည့်စုံစုံထုတ်ပြန်ကြေညာပါတယ်ပါဝင်တဲ့အဖွဲ့စည်းပေါင်း မြောက်များစွာနဲ့စူပေါင်းတိုက်ခိုက်မှုရဲ့အောင်ပွဲလို့လို့ပြောလို့ရပါတယ်။တကယ်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်သို့တော့ကောလင်းလို့မဖြစ်စေချင်ဘူး။နောက်တစ်ခုက MNDA လာရှုကစုတ်ခွာနေပြီ။လာလာရှုရဲ့အုတ်ချုပ်ရေးရန်ရာကိုစစ်တရဲ့လက်ထဲကို ပြန်လဲအနံနေပြီးသူရဲကောင်းပိတ်မှန်သူရဲကောင်းတွေကိုဂုံပြုတ်တဲ့အခမ်းအနားတွေလုပ်နေတယ် နောက်တစ်ချက်ကအလားရှုပ်ကိုအတိလဲဘာကြောင့်လိုချင်နေသလဲဒါရီရှိနေပါတယ်မင်္ဂလာရုံမှာမင်္ဂလာရုံမှာရှန်ကိုတတ်နေမှုရုပ်ကင်းလေတဲ့ကအဝေးပြေးမိုင်းနေပေါက်ခွဲတိုက်ခတ်မှုဆောင်ရွက်ခဲနိုင်တာရှိတယ်ဒီတော်လိုင်းရင်စင်သက်မပြတ်တိုက်ခတ်မှုတရဆက်တည်င်းနေကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ငလင်သတင်းနဲ့လာရှိုးအခြေအနေလေးကိုတစ်ချက်လောက်ပြောပြရှင်းတာပါဒီကြားထဲပွဲစုနေတာကဒီအပိုင်းမှာပရိုက်တာမိခင်ကြီးခိုင်နင်းဝေရဲ့အခြေအနေအရရက်တွေကတော့တချို့တွေတွေ့ပြီးမြင်ပြီးဖြစ်ပါ ါတွေကိုအမှတ်တမ်းမှတ်ရာတွေနဲ့တကွကျွန်တော်ဟိုဘက် Allegory Review Channel မှာတင်ဆက်ဖို့စူးစမ်းပါမယ်။မနေ့ကတော့ကျွန်တော်အတံပိုင်းဆိုင်ရာအခက်အခဲတွေရောက်အားနေတော့ရနားလိုက်ပေးပါ။ဆိုတော့ဒီကနေ့အချိန်မှာအင်းတို့မျိုးကိုတိုက်ခတ်တိမ့်ပိုက်နိုင်ပြီးရှစ်လကြာဝိုင်းပတ်ပိတ်ဆို့ပြီးတကာလအမတ်ဒီစစ်တွေသာအစီအစဉ်နဲ့ရှစ်လကြာပိတ်ဆို့ ထားပြီးတိုက်ခတ်ထားပြီးအေဘလခုနှစ်နှစ်ညပိုင်းမှာ အပိသက်တိုက်ခတ်သိမ့်ပိုက်လိုက်နိုင်တယ်အဲ့တော်မျိုးရဲ့တိုက်ပွဲဟာမျိုးသိမ့်တိုက်ပွဲဟာတာဝေးပြေးရတယ်လို့ပဲရရှိတိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်အကြမ်းမဖက်စစ်တပ်အနေနဲ့ကအစ်စ်ကူမရခြင်းလက်နက်ရေးကထောက်ပို့တွေဆောင်ရွက်မှုနိုင်မှုမရှိခြင်းတွေကြောင့်ဒီကိတ်တေဆုံးမှုများပြားပြီးတော်လိုင်းတက်တွေရဲ့ပိတ်ဆို့ထားမှုကို ရားကိုတောင်းခံနိုင်ခြင်းမရှိတော့ဘဲအဲ့တော့မျိုးကနောက်ဆုံးခံတက်စခန်းဖြစ်တဲ့ဂျပန်လိုင်းကိုဂျပန်လိုင်းကမှာဖတ်စစ်တဲ့တက်မှမှုဥဆောင်တဲ့အဖွဲ့ကဧပြီလ9ရက်နေ့ည9:00နာရီမှာစခန်းကိုစွန့်လွတ်စုတ်ခွာသွားတယ်လို့ကျွန်တော်တို့သိထားရပါတယ်အဲ့တော့အင်းတော်မျိုးဟာနာမည်ကျော်တက်မှခွန်ခွန်ရဲ့ခြေတန်းဌာနချုပ်အခြေပြုရာမြို့ ်တမမှုကိုယ်တိုင်ကုတ်ခဲ့တယ်အဲ့လိုမျိုးသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကာဝေးဝန်ကြီးဌာန NUG ရဲ့ထုတ်ပြန်ချက်မှာအဲ့လိုမျိုးသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တာကတော့အမတ်ရစ်စစ်တေသားရဲ့ကုတ်ခဲမှုဖြစ် PDF ကတားခရိုင်အမှတ်1တည်းရင်အမှတ်2တည်းရင်အမှတ်3တည်းရင်အမှတ်4တည်းရင်အထူးလှူရှားတက်ခွဲကတားခရိုင်အမှတ်1အထူးလှူရှားတက်ရင် SR1 အမှတ်30 အထူးလှုပ်ရှားတက်ရင်အစာတန်းပြည်သူကာကွယ်အဖွဲ့အင်းတော်ပါကဖပြည်သူကာကွယ်အဖွဲ့ဗမောက်ပါကဖကတာပါကဖကတာခရိုင်ပါကဖ ရွှေဘိုကဲကုကဲရီပြုံးလေခရိုင်အမှတ်509 901 92တက်ရင် ပြည်သူကအမှတ်1တက်ရင်အမှတ်2တက်ရင်ကျောင်းသားတက်မလို့ AVDF တရင်17နဲ့24ကချင်လွတ်လပ်ရေးတက်မလို့ KIA တမဟာကိုအထုစစ်ကြောင်းမုံကြီး KPDF ကလေးကအမတ်တဆေတရင် rocket တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force area DF K2 SR1 အမတ်1849 drone တပ်ဖွဲ့ကမ်လူခရိုင် drone တပ်ဖွဲ့ကတောင်ခရိုင်လက်နက်ကြီးအဖွဲ့မြင်းညံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ဆိုပြီးတော့ပါဝင်တိုက်ခိုက်တဲ့တပ်ဖွဲ့တွေကိုထုတ်ပြန်ကြေညာထားပါတယ် တိန်စီရရှိတဲ့လက်နက်တွေကနေပြီးတော့ဟဝေဇာနှလက်120မမနှလက်အပောင်ဝင်လက်နက်ကြီးလက်နက်ငယ်ခရင်အမြောင်များကိုတိမ့်ပိုက်ရရှိတယ်လို့ MOD ကထုတ်ပြန်ထားပါတယ်ဗျအဲ့တော့လက်ရှိအင်းတော်မျိုးကြီးတိမ့်တိုက်ပွဲကြီးကတော့တရားရဂိုင်တို့အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်လွန်ခဲ့သောကာလတွေမှာလည်းဂျပန်နိုင်ငံလိုင်ကူခံတပ်စခန်းတစ်ခုပဲရှိတော့ပြီးဂျန်နဲ့အင်းတော်မျိုးအများပြားကိုထိန်းချုပ်ထားနိုင်ပါထားနိုင်ခဲ့ပါတယ် အခုတော့တရားရာဂိုင်းတို့မြို့ကြီးကိုတိမ့်ပိုက်ထိန်းချုပ်သွားနိုင်ပြီဆိုတော့တကလာအင်မတန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်တိုက်ရင်ကူကူရင်တိုက်ဒီအယူဆကျွန်တော်ထပ်မှန်တယ်လို့ပြောလို့ရပါတယ်ပြည်သူ့ကိုကူညီခြင်းကျွန်တော်တို့တိုက်ခတ်တိမ့်ပိုက်ပြီးမှအပြည့်အဝကူညီလို့ရမှာဦးပြသူတို့သဘောတူမှာဝင်ရောက်ကူညီလို့ရတဲ့အခြေအနေမျိုးတွေမဟုတ်နေဘူးလေ ဆိုတော့ဒီအခြေအနေတွေအပြင်ရန်ကုန်မင်္ဂလာတို့မှာဒီကနေ့ကျွန်တော်ထင်တယ်မနီယာအဲဒီကနေ့ April 10ရက်နေ့လို့ထုတ်ပြန်တယ်9ရက်နေ့ည9နိုင်ခွဲမှာမင်္ဂလာတို့တက်နေမှုယုံကင်းနေတယ်ကတက်နေပြီတဲမှာ operation fin ကမိုင်းခွဲတိုက်ခိုက်ခဲ့နိုင်တယ်ဒီအပိုင်းမှာရန်ကုန်မှာ အောင်မြင်တဲ့မရှင်တွေပေါ်ဆောင်နိုင်တယ်လို့ဖလန်းမျိုးသိမ်းတိုက်ပွဲဆင်နွှဲနိုင်တယ်အင်းတော်မျိုးသိမ်းတိုက်ပွဲဆင်နွှဲနိုင်တယ်နော်ဗမာတတ်တော်ဆိုရဲ BA ရဲ့ကပ္ပစ27 20 25ရည်အဓိကဓာအားပေးရနေရဓာအားကိုဆက်ယုံဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်တယ်ဖတ်စစ်စစ်ကောင်စီ30မတာပေါ်တယ်နောက်တစ်ချက်က အဲကျွန်တော်တို့ဒီညောင်ကျိုးမဟာညောင်ကျိုးပြူပါစခန်းကိုအရကတ်တက်တော့ကတိုက်ခတ်ဒိမ့်ပတ်နိုင်တယ်ရန်ကုန်မှာဆိုရင်မင်္ဂလာတော်ဟိုတရက်ကဆိုရင်ကပ္ပါစာ7တိုက်ကြီးဆိုတော့ရန်သူဟာပြန်လေခုခံနိုင်စွမ်းတော့မရှိတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်ဒီနေ့နေပြီးတော့အခြေအနေကိုလန့်ကြည့်တဲ့အချိန်မှာအပြုံးမပြတ်နဲ့ရုံတက်ဆိုတဲ့ နမ်စီရီယန်တတိုက်လမ်းလေကောင်းမှာခွေးတအုပ်မှလိုပဲရုံတက်ပြနေကြရပါတယ်မတက်လို့လည်းမရဘူးစစ်တပ်ကအနောက်ကတနက်နေ့ထောင်တက်ခိုင်းတာဗျတကယ်လှုပ်လို့လားဆိုတော့မလှုပ်ပါလှုပ်ချင်အောင်ဆောင်ပြပြီစစ်တပ်ရဲ့နောက်ကတနက်ထောက်ထားမှုနဲ့ဓာတ်ပုံတွေရိုက်ပြီးပြည်သူကိုဝါရဖြန်တာပဲဖြစ်ပါတယ်အဲ့တော့ဒီအချိန်ဒီမှာငနေမင်းကလည်းတရဇက်ဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးဖတ်စစ်တပ်ရဲ့ဒုတိယခေါင်းဆောင်တယောက်ဖြစ်တဲ့လက်ဖက်ချောက်စိုးဝင်းဟာမင်းတို့ကူညီခြင်းမင်းတို့ပတ်စံနဲ့မင်းတို့ကူညီမယ်ဆိုရင်တော့စစ်တပ်ခွင့်ပြုချက်မရပဲကူညီခွင့်မပေးနိုင်ဘူးဆိုပြီးရင့်ရင်တည်တည်ထုတ်ပြန်ခဲ့ပါလေပြည်သူတွေရဲ့တောကဒုက္ခဝေဒနာတွေကိုပြည်သူအချင်းချင်းကူညီနေတာကိုတော့စစ်တပ်ခွင့်မပြုရင်ကူညီလို့မရတဲ့အခြေအနေမျိုးဟာ ဘယ်အနေထားကိုရောက်နေပြီလဲဆိုတာလူချင်းမင်းတို့တွက်ဆကြည့်ပါနောက်တစ်ချက်ဖက်စစ်တဟာအမေရိကန်ဒေါ်လာတန်ရာနဲ့ချီပြီးနိုင်ငံတကာအလုံးတွေကို ရရှိထားပါတော့လေနိုင်ငံတော်အဆင့်ကယ်ဆယ်ရေးစခန်းဆိုတာတခုမှမရှိပါဘူးလို့ကျွန်တော်ပြောပြီးသားနိုင်ငံတော်တစ်ဆင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်တဟာပြည်သူကိုကူညီကယ်ဆယ်ဖို့တပြားတစ်ချက်မှထိလုံးဝအသုံးမပြုသေးပဲစစ်တရဲ့ဘတ်ဂျက်နဲ့ နေပြီးတော့စီယုံပါဝင်နေပြီးတော့ကအစောက်ဦးပေါင်းအစိုးရဝန်တန်းဌာနအစောက်ဦးပေါင်း2000ကျော်လုံးပုံမှန်အခြေအနေမဟုတ်ပဲပြက်စီးခဲ့ရပါတယ်နည်းနည်းပြက်တာနဲ့မြန်မြန်ပြက်တာပဲရှိတာပေါ့ဟိုရှိတယ်ပေါ့နော်အဲ့ဒီဟာကိုပဲပုံအောပြုတ်ပြင်ပြီးတော့ပြည်သူကိုလူဒန်းပါတယ်ဆိုတဲ့နိုင်ငံတကာအလူငွေတွေဟာဖက်စစ်အာဏာရှင်စနစ်ပြန်လဲရှင်သန်ရက်တည်နိုင်ပြီး အကူအညီပေးသလိုပဲဖြစ်သွားခဲ့ရပါတယ်။ဒီနေ့ဒီမန္တလေးခရီဟိုဟိုတယ်ကိစ္စအကျဲအကျဲနဲ့အငင်းဘွားဝယ်ရှိတော့ခရီဟိုဟိုတယ်မြောက်ခန်းထဲမှာဘိမ့်မြုံနဲ့ရာဘဆေးပြအပါဝင်မူကြီးဆေးအခြားဥပဒေနဲ့မလုကင်းသောပစ္စည်းများမြေအောက်ခန်းတစ်ခန်းလုံးအပြည့်တူလောင်ထားတယ်ကျွန်တော်တို့တရင်များကြားသိနေရပါတယ်တို့တော့အတီးပြုတ်ရခက်ခဲပါတယ် ောက်တစ်ချက်ကလက်ရှိမန္တလေးရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်မန္တလေးငလင်လို့အမည်တက်လို့စစ်တပ်ကဖိအားပေးပါတယ်ဒီငလင်ဟာသခိုင်းသခိုင်းကိုဗဟုပြုတ်ပြီးလှုပ်ခတ်လာခဲ့တဲ့ငလင်ဖြစ်တော်လေမန္တလေးငလင်လို့သူတို့ခေါ်ဆိုကောသူတို့ပြောဆိုပြောသူတို့ထိုင်ဆိုတိုင်းသူတို့ထဆိုထား ူကရမဲ့နေတဲ့ပြည်သူမလူကိုစစ်ပုံသွင်းပြီးအမိတ်ပေးအုတ်ချုပ်တဲ့ဖက်စစ်တပ်ရဲ့ဗီဇဇယိုက်တတိကတော့တေဒီအထိဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး။ဒါကြောင့်ဖက်စစ်တပ်ကိုတိုက်ခိုက်ဖြုတ်ဖျက်ချိန်မုန်းတဲ့နေရာမှာဖက်စစ်တပ်ရဲ့တအူးတယောက်ချင်းမကြံချိန်မုန်းတက်ဖျက်ကိတ္တထာထဆာရင် ်မျောလင့်ချက်တွေမဲ့အောင်ရိုက်ချိုးပြီးငါတို့ရှုံးသွားပါပြီဆိုတဲ့အတိရိုက်သွင်းနိုင်မှအောင်မြင်မှုရပါလိမ့်မယ်တနတ်တနတ်ချင်းရှင်ပြစ်စစ်ပွဲအတွင်းမှာဆိုရင်ကျွန်တော်တို့ဟာစီးဆက်ရာတော်လန်ကြီးတက်တွေနဲ့တိုင်းသားအီအော်တက်တွေဟာလက်နက်လူသူခရင်အဆရှိတာတွေဟာကျွန်တော်တို့မှာအကန့်အသတ်ရှိတယ်လို့ဝင်ဝင်ရလမ်းကြောင်းတွေကလည်းအကန့်အသတ်ရှိတဲ့အတွက် ဉာဏ်ပညာနဲ့တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ဘတ်ဆုံစစ်ပွဲတက်တန်နဲ့နိုင်ငံကြီးမျက်နှာသာကနိုင်ငံကြီးကထိုးနှက်တဲ့တိုက်ပွဲတွေစစ်ပွဲတွေနိုင်ငံကြီးကတိုက်စစ်ဆင်မှုပေါ့ဗျာ။စီးပွားရေးကတိုက်စစ်ဆင်မှုဒီလိုလိုရဲ့ရုရှားမုန်းတီးတဲ့ဥပက္ခပြုတ်ပြီးတော့လုံးဝမပတ်သက်မဆက်ဆံတဲ့လူမှုရေးဆိုင်ရာတိုက်စစ်ဆင်မှုဒါတွေကိုပေါင်းဆက်ကာကွယ်ပြီးတော့နိုင်ငံကြီး စီသတင်းဖြန့်ချီဝါရဖြန့်ချီလူမှုတိုက်ပွဲတွေအပါအဝင်လနကိုင်တော်လင်ကြီးတက်တွေဟာဒီတိုက်ပွဲတွေအနောက်မှာကြမ်းကြမ်းခံပြီးဒီပတ်စုံတိုက်ပွဲတထံကိုထိပါလာရင်ကာဝေရမယ့်ပုံစံပြုဟာတွေလိုအပ်ပါတယ်အဲ့တော့ဒီကာလမှာအများနဲ့ပြောနေကြတဲ့ကိစ္စဟာဆွေးနွေးညှိနှိုင်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ စစ်နိုင်တိုက်ရင်းနဲ့ဖက်စစ်တပ်ကိုအမြစ်ပတ်ချေမုံကြီးအတွေးအခေါ်ကိုထိပါနှောက်ရက်ရိုင်နေအောင်လှုပ်လာနေကြတော့ဘူးလေတတိချက်ချပါဒီနေရာမှာပုံမူပြီးပေါ်လွင်တာက MNDA လာရှို့ကိုပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျဲအကျဲမငိမ့်ပွေတွေအများကြီးအတွင်းပြဿနာတွေရှိပါတယ်မဖြစ်မနေမှုပေးလိုက်ရတာမပေးမဖြစ်လို့ပေးလိုက်ရတာအဲ့လိုမပေးခြင်းလို့မြောက်ပိုင်းညီတော်၃ဘွဲက NUG အပါဝင်တပ်တွေအားလုံးကိုနိုင်ငံလုံးဆိုင်ရာ operation ခေါ်ခဲ့တယ်မလားအဲ့ဒီတစ်ဆင့်တစ်ဆက်ကုန်စစ်စင်ရေးမှာဟန်ချက်ကြီးလိုက်မပါနိုင်နဲ့လိုက်မပါနိုင်တဲ့အခါကျပကပပလပပပပြဿနာတွေနဲ့လုံလေချလေလိုက်ပြီးစစ်စင်ရေးကိုဟန်ချက်ကြီးမပါဝင်နိုင်တာကြောင့်တရုတ်ရဲ့ဖိအားတန်ကြောင့်နောက်ဆုံးလိုက်ရောပေးလိုက်ရတယ်မလားဆိုတော့ မြတ်ညီညီအစိုးရပေါ်ဝေဖန်မှုတွေတရဇက်လေးမြင့်တက်နေလျက်ရှိပါတယ်။သို့တော့ဒီကိအင်တော်တိုက်ပွဲအောင်မြင်မှုကိုလည်းကျွန်တော်တို့ကရိုးရိုးတတဂုံပြုတ်အသိမှတ်ပြုပါတယ်။အဲ့တော့ဒီကိ MNDA ဟာလာရှိုးမျိုးကနေပြီးတော့စစ်အုပ်စစ်တပ်ကိုအုပ်ချုပ်ရေးရန်ရာလွဲအပ်နေပြီဆိုတဲ့သတင်းတွေရှိနေတယ်လို့တစ်ဖက်မှာလည်းချက်ဆုံးသွားတဲ့စစ်တီတွေကိုသူရဲကောင်းပွဲပေးအပ်ပြီး ဂုံပြုအခမ်းအနားတွေကျင်းပနေပါတယ်နောက်တစ်ခုကကြဆုံးတော့တဲ့တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကိုဂုံပြုအခမ်းအနားပြုလုပ်ပေးနေတယ်လို့လာရှုံမြို့တိုက်ပွဲမှာပျက်စီးဆုံးရှုံးတော့တဲ့နေအိမ်တွေအတွက်ငွေချီးတအိမ်ကို350နှုန်းနဲ့ပြန်လည်ပေးအပ်ပြီးပြန်လည်ထူထောင်ရေးလှုပ်ကြဖို့ ေးအပ်နေတာဒီကနေ့တရင်တောင်းလျှောက်တက်နေပါလေအဲ့တော့လာရှုကိုစစ်ကောင်စီကအသေးအံပြန်လိုချင်တာအကြောင်းရင်းမြောင်များစွာရှိပါတယ်အဲ့ဒီအကြောင်းရင်းမြောင်များစွာတွေမှာမှအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခနောက်တစ်ခုကစင်တောင်မှာမြေအောက်လိုင်းကိုရှိလို့လေကျွန်တော်တို့အကြံဉာဏ်သိရပါတယ်ဒီစင်တောင်မြေအောက်လိုင်းကိုကနေတဆင့်တရုတ်တို့ဆက်လက်နဲ့ပစ္စည်းတွေကိုလာအိုကမောရီးယားနဲ့ အခြားနိုင်ငံတွေကိုပို့ဆောင်တယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရပြီကိုကခေါင်းဆောင်တွေဖောက်လုပ်ခဲ့ကြတယ်ဒီစင်တောင်ဟာလောက်ကင်ကတဆင့်လာရှိုတိမြေထားလမ်းပေါက်ပြီးဒါပြီးရင်တရုတ်ကပတ်လန်းနဲ့မြန်မာတပြည်လုံးအပြင်ကိုထိုက်အိန္ဒိယကိုဆက်သွယ်ကမြန်မာပြည်ရဲ့ကိုကိုကျွန်းမှာတရုတ်ဩဇာအာဏာတည်ဆောက်ဖို့အချိန်ဤလို့ကျွန်တော်တို့သိရပါတယ် ဆိုတော့လာချိုးမျိုးကိုပြန်ပေးလိုက်ရခြင်းအတွက်လာချိုးမျိုးကိုစစ်တက်လက်ထဲအပ်လိုက်ရခြင်းအတွက် အကြောင်းရင်းမြောက်များစွာတော့ရှိနေနိုင်ပေမဲ့ပြည်သူလူထုကိုတော့အာနာမိပါရဲ့ဗျာမာတိတွေမန်တိတွေခဏထားမြောက်ပိုင်းကြီးတော်သုံးဝေးအရှိမြောက်တိုင်းစစ်ဌာနချုပ်တိန်တိုက်ပွဲကြီးလာချိုးမျိုးပေတိုက်ပွဲကြီးဘုမတဆင့်ပြင်ဦးလွေတောင်ခမ်းပြင်ဦးလွေကိုထိုးတော့မယ်မန္တလေးကိုတိုက်တော့မယ်ဆိုတော့ မြောင်လေးချက်တွေနဲ့ပြီးသူပြည်သူလူလူဟာအုံကျွတ်ကျွတ်နေညီမငွေဦးတော်လန်ရီးကိုဘလောက်ခက်ခဲနေပါစေပေါဝင်ထောက်ခံခဲ့ကြပါလေပြည်သူလူတွေရဲ့ခက်ခဲမှုဟာဘလောက်ထိလဲဆိုရင်တော်လန်သတင်းတွေကိုနားဆင်ဖို့ကျွန်တော်ကောမဒီတွေမှာဆိုရှိလူမျက်ကြော်ရဲ့သတင်းကိုနားဆင်ဖို့ထမင်းညက်နေစာမစားဘဲဟင်းဝယ်မစားဘဲ ပတ်စံတထောင်ကိုဘေးထည့်ပြီးရောက်အောင်ကြိတ်ခဲ့ရတယ်ဆိုတဲ့ comment တွေမနေ့ကဆိုရင်သခိုင်းငလျင်လုံးလို့အိမ်ပြိုသွားပြီ အကိုကြီးကျွန်တော် internet line လေးရတော့တော်လန်သတင်းနေတဲ့အတူအကိုသတင်းကိုကြည့်နေတာပါငလျင်ဒေါ်ရီကနေကြည့်နေတယ်ပြည်သူလူထုဟာလေဖို့ကြောပြာသူခရုစံကျုပ်ဖြစ်နေပြီမဲ့လေအန်ကျိတ်ခါဒီတော်လန်ကြီးအောင်ဝဲကိုတာမျောလင့်နေတယ်ဆိုတာတိတာထင်ရှားလာပါ ဲ့တော့ဒီခြေတွေနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့အတန်နဲ့ပြည်သူလူထုရဲ့အာတိဒဆန္ဒကိုတော်လိုင်းကြီးကောင်းဆောင်တွေကနိုင်ငံကြီးကောင်းဆောင်တွေကသိရှိနားလည်နိုင်ပါစေလို့ကျွန်တော်ပြောချလိုပါတယ်ဆရာကလာရှုပေးအပ်လိုက်ရပြီစကားစာအုပ်ချုပ်ရန်ရပြန်လဲလက်ပတ်ဖို့အစပြိုးနေပြီ လာရှုံမြုပ်ကံပြည်သူတွေကတော့မျက်ရည်လေရွေးပေါ့အဲ့တော်မျိုးဒိတ်ပိုက်ပြီးသွားပြီနောက်ဆက်တွဲအနေနဲ့ငလျင်ချီနီကတော့ကုညီကေဇေယီပြန်လေထူတော်ကြီးတွေလောက်ကင်နေရသလိုပြည်သူကပြည်သူတို့လူဒန်းမှုတွေကိုဖက်စစ်တပ်ဟာကန့်သက်ချုပ်ချယ်တာတွေတွေ့နေရပါတယ်ဒီကြားထဲမှာ ရက်ွက်အုပ်ချုပ်ရေးမှုစီကစရင်နဲ့ပဲလှူတယ်ဆိုတော့ပရိဒါမိကြီးခိုင်နင်းဝင်ရဲ့ အချိန်ကြီးကလည်း holy တချို့ဖြစ်လို့နေပါတယ်ဓာတုနိုင်ငံကကအကူအညီကယ်ဆယ်မှုပေးတဲ့ငွေကြေးတွေကိုတပြားတစ်ချက်မှအသုံးပြုတာကိုမရှိပဲဘတ်စစ်တပ်ဟာစစ်တပ်အာဏာရှင်စနစ်တည်မြဲရေးအတွက်အသုံးပြုနေပါတယ်ဒီတော့ကတိုင်ကူကြလို့ခဏခဏပြောတယ်စကားအလကားမဟုတ်ခဲ့ ငလင်ဘေးလဲကူပြည်သူကိုလဲကူစစ်ကိုလဲစင်းလို့ပြောဆိုဆောင်ရွက်တဲ့အချိန်မှာမနေ့ကပြောခဲ့သူလိုပဲဗျာအဲ့တော့ဒုတိယပိုင်းနေနဲ့တူတူနဲ့လူရင်းပြောရရင်ရန်သူဖက်စစ်တဲ့အခက်တော်လည်းအချက်ဖြစ်ပါတယ်ဥပမာလေးတစ်ခုပြောပြခြင်းတာကတော်လည်းတက်တွေကတက်တော့ဘူးနဲ့ချီတက်လာပြီးတခါလား ဥပမာသခိုင်းလို့မုံရွာမြို့မှာသခိုင်းမြို့မုံရွာမြို့မှာအကျိုးဆိုပါကြီးသခိုင်းတိုင်းပါညာဆိုတဲ့စိုက်ဖို့အလွန်ဟိုဘက်မှာ PDF တက်တယ်စုံမထားနိုင်ဘူးသခိုင်းမြို့တော်ကြီးကိုတော်လိုင်းကြီးတက်တွေကတက်တောင်ဘူးလူနဲ့ဝင်ရောက်ခါပြည်သူ့ကူမဲ့မင်းတို့ဖက်စစ်တက်ထွက်သွားငါတို့မင်းတို့ကိုစစ်စင်မှာမဟုတ်ဘူးတနက်ပြစ်မှာမဟုတ်ဘူးတိုးတော့ငါတို့ပြည်သူလူထုကိုကူညီမှုကိုမင်းတို့ဟာအန်ဒီရဲ့ပေးအနောက်ရှက်ပေးမှဖြစ်တဲ့အတွက် ငါတို့ကပြည်သူလူထုကိုကုမဲ့သူတွေကိုလာရောက်ကာကွယ်ခြင်းဖြစ်တယ်။ဒါကြောင့်စကိုင်းမြို့ကိုလက်တော်ချီရပြည်သူကာဝေးတက်မလို့မှထိမ့်သိမ့်လိုက်တယ်။ဒီလိုမျိုးတွေဖြစ်စီခြင်းခဲ့တာပါဘို့နော်။ရန်သူဖက်စစ်တဲ့အခက်တော်လန်ရေးအချက်အဲ့ဒီတော်လန်ရေးကြီးအောင်ပွဲရဝါရင်လူသားချင်းစာနာတွေဘာစာနာတွေကိုဒုတိယထားတော်လန်ရေးအောင်ပွဲရလို့ပြည်သူလူထု ရှိရမြို့ပြတွေကိုစီးနှင်းဝင်ရောက်ခဲနိုင်ရင်ရဲဘော်တို့ရင်အဲ့ပြည်သူလူထုတွေကိုဖျားစင်ပေါ်တင်ပြီးရှ िख ိုးရင်ကိုမခိုးရင်နေ့တိုင်းကတော်ပေါ်နဲ့ဥချကာကွယ်စောင့်ရှောက်လို့ရတယ်လေအခုကကကုချင်းပါတော့ကုမရပေးကပေးဤမရကျွေးကကျွေးဤမဝဆိုတဲ့အခြေအနေမျိုးဖြစ်မှာဆိုလို့လက်တွေ့ဆန်သောအခြေအနေတွေကိုပြောပြတာပါယက်တီချက်ယုံကြည်ချက် ခိုင်မြဲချရပါလိမ့်မယ်ဒေါ်လာကြီးကဂျင်ပေါက်နေတာမဟုတ်ပါဘူးထုတ်စည်းတုံးနေတာမဟုတ်ပါဘူးဝင်စုထွက်စုလုံလုံမရတယ်လို့ဒေါ်လာကြီးကခဏနေဦးနောက်မှလုံမယ်လေလုံလို့ရတဲ့လုပ်ငန်းစဉ်ပေါ့ဒေါ်လာကြီးဆိုတာဘဝတစ်ခုလုံးနှိမ့်မြုပ်ပြီးလောက်ခံကြရတာဖြစ်ပါတယ်လမ်းကြုံမှာဝင်လို့စိတ်ပါမှာထပြောလုံလို့ရတဲ့လုပ်ငန်းစဉ်မျိုးမဟုတ်ပါဘူးတစ်ချိန်လုံးကလူသားချင်းစာနာမှုဆိုင်ရာ ပုပ်ကိုကြီးများလဲအခုတော့အင်းတော်မျိုးတွေပါနေသိမ့်ပိုက်ဗမာတက်တော်ရဲ့ကပ္ပစတွေစစ်စင်ရေးညောင်ကျိုးတိုက်ပွဲတွေမှာအတက်သေးရောပေါင်မလာတာကိုတွေ့ရင်ကျွန်တော်ကမနက်ကပိုလေးတစ်ခုတင်လိုက်မိလာရှုကို MND ပြန်ပြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာပါအရင်ကလူမျက်ကြော်ကိုဆဲကြတဲ့လူတွေ NUG ကိုဆဲနေကြပြီလို့ပြောတော့ကျွန်တော်မှ comment အောက်မှာတော့ပြောင်းတက်နေကြတာပေါ့ထားပါကျွန်တော်တို့မှာချက်ချင်းမုန်းချင်းမရှိပါဘူး အန်ယူဂျီဒီကျွန်တော်ထပ်ပို့လုံနိုင်ကြောင်းလက်ခံအသိမှန်ပြုပါသည်သို့တော်အတွေးမရင်အမြင်မရင်အမြင်မရင်အလုံးမရင်အဲ့တော့အတွေးမရင်မဖြစ်စီဘူးအတွေးမရင်အမြင်နေမှပြီးအလုံးတွေမှာမားမှာစိုးလို့ကျွန်တော်တို့တွေကအမုန်းခံအဆဲခံပြီးမျက်ခွက်ပြတဲ့တဲ့ထွက်ပြောနေကြတာဖြစ်ပါတယ်ပုံရှုပ်ကွယ်ရှုပ်ကြောင်ကြိုးကြောင်ကြားကတောင်ပြောလိုက်မြောက်ပြောလိုက်စိတ်ပါမှထထုတ်တဲ့ကောင်မျိုးတွေမဟုတ်ပါဘူးလူပဲကြော့ ော်လိုင်းကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုပြောတာထောင်နဲ့ချီနေပြီဖြစ်ပါတယ်ဝင်ကြည့်လိုက်ပါဆိုတော့ဟာအမျိုးသားညီညွတ်ရေးအစိုးရလှုပ်ရင်အန်ယူချီလှုပ်ရင်အန်ယူချီဦးဆောင်လှုပ်ရင်တော်လိုင်းကြီးဟာဒီထက်ပိုပြီးအောင်မြင်နိုင်တယ်တော်လိုင်းကြီးဟာဒီထက်ပိုပြီးအောင်ဝဲကိုအမြင့်ဆုံးရနိုင်တဲ့အချက်တွေကိုကျွန်တော်တို့တွေ့ရပါတယ်။လိနစ်တိဆောက်ထားတာလေ။ဒေါ်လာတန်းရာချီနေတယ်လေ လူမျက်ကျော်တက်လောက်နိုင်တာပေါ့လူမျက်ကျော်ကဒီနေ့ထမင်းတလုံးစားဖို့မနေရုံးခံနေရတယ်လူကြီးတွေးတယ်တောတယ်ပါဝင်တယ်လောက်ကင်တယ်တက်နိုင်တယ်လောက်ဒါပေမဲ့ NUG လို့ institution ပုံစံကြီးတက်စာရင်ကျွန်တော်တို့လောက်လုံနိုင်မှာမဟုတ်ဘူးဒါကြောင့်မပြောပြနေတယ်အစက်ခံပြောတာအဲ့လိုပြောဆိုမှုတွေကြောင့်ပဲတော့၎င်းကိုကိုတိုင်အသိဝင်လို့တယ်၎င်းတော်လိုင်းကြီးကိုရှေ့တန်းလို့လန်လန်လို့အတတ်တရောနှုတ်ကန်ဆောင်ရွက်မှုမှန်သမျှ ကြိုဆိုလျက်ပါချစ်ချင်းမုန်းခြင်းမရှိပါအောင်ဝဲရစေခြင်းပြီပြည်သူလူထုပင်ပန်းနေပါပြီတဘာဝကပေးကတစ်မျိုးစစ်ပွဲကတစ်မျိုးနိုင်ငံရေးသမားကြီးတော်ရင်သမားတွေရဲ့နားလည်မှုလွဲအမြင်ကွင်းရေးကြဆိုကြပြောကြဆိုကြရံဖြစ်ကြတာတစ်မျိုးအမျိုးမျိုးတွေကြားထဲမှာကုကေရမဲ့ပြည်သူလူထုကိုတော့ထပ်ပြီးတော့ ဝင်တော့ဝင်ပို့မဖြစ်စေချင်ဘူးညာဒီညာတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်